်မင်္ဂလာပါရှင်ကျမတို့ဖူအီအီနွယ်ပါဒီဗီယိုမြင့်တန်ကြရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါရမယ်ထိုင်းမြန်မာနယ်စပ်ဒေသလုံခြုံရေးနဲ့ငြိမ်းချမ်းရေးတည်ဆောက်မှုမြင့်တင်ရေးကောင်းစဉ်နဲ့ဆွေးနွေးပွဲကတော့ဘန်ကောက်မြို့ကထိုင်းလွတ်တော်မှာနှစ်ရက်တာကျင်းပခဲ့ပါတယ်။ဒီဆွေးနွေးပွဲမှာဘာတွေအဓိကဆွေးနွေးခဲ့သလဲဆိုတာကိုတော့မြက်သစင်ကပြောပြပေးမှာပါရှင်။ထိုင်းလွတ်တော်ကောမဒီကစီစဉ်ကျင်းပတဲ့မတ်လ22ရက်နေ့နဲ့23ရက်နှစ်ရက်တာဆွေးနွေးပွဲကို အမျိုးသားညီညွတ်ရေးအတိုင်းပင်ခံကောင်စီ NUCC ပြည်တော်စုလွတ်တော်ကိုစားပြုကော်မတီ CRPH ၊ကရင်မျိုးသားအစည်းအရုံး KNU ၊ကီနီမျိုးသားတွတ်တက်ရေးပါတီ KNPP ၊မြမလူခွင့်ရေးအဖွဲ့တွေနဲ့ထိုင်းစစ်တပ်တာဝန်ရှိသူတွေတက်ရောက်ခဲ့ကြပါတယ်။ဒီနှစ်ရက်တာကျင်းပခဲ့တဲ့ဆွေးနွေးပွဲရဲ့ပထမရက်မှာတော့ထိုင်းမြန်မာနယ်စပ်လုံခြုံရေးကိစ္စနဲ့စစ်ကောင်စီကကျင်းပမဲ့ရွေးကောက်ပွဲကိစ္စရက်တွေကိုထိုင်းအောက်လွှတ်တော်နယ်စပ်လုံခြုံရေးကော်မတီဥက္ကဋ္ဌ ထိုင်းစစ်တပ်ကစစ်စင်ရေးဆိုင်ရာညွှန်ကြားရေးမှုနဲ့နေဆက်ရေးရာထိတ်တန့်အရာရှိကြီးတွေပါဝင်ဆွေးနွေးခဲ့ကြပါတယ်။ဟုတ်ကျွန်တော်တို့ CRPH အနေနဲ့အဲကိုစားပြုပြီးဆွေးနွေးခဲ့တာတော့လက်တလုံးမှာဖြစ်ပျက်နေတဲ့ကျွန်တော်တို့ဒီရွှေပြောင်းလုပ်သမားတွေတတန်းတိုးတဲ့ကိစ္စပေါ့နော်။အာဒီတတန်းတိုးတဲ့ကိစ္စမှာဒီစက္ကဆာကိုအခုမပေးနိုင်ရေးအတွက်ကိုပဲအဓိကဒီဆွေးနွေးခဲ့တယ်။ဒါနံပါတ်၁ချက်ပေါ့နော်။နှိမ့်ချက်ကတော့ကျွန်တော်တို့ဒီနိုင်ငံရေးအခြေအနေကြောင့်မလို့စစ်မှုထမ်းစစ်မှုမထမ်းတွေအတွက် ဒီနေရက်ကနေထွက်ပြေးတိတ်ဆောင်လာကြတဲ့ထိုင်းနိုင်ငံကိုဝင်ရောက်လာကြတဲ့မြန်မာနိုင်ငံသားတွေကိုဒီဖမ်းဆီးရမိတဲ့အခါမှာတော့ကျွန်တော်တို့ဒီအကြမ်းဖက်ဆက်ကဆက်လက်တဲ့ကိုတရက်လွှဲပြောင်းခြင်းမျိုးမပြုဘဲနဲ့တော့ကျွန်တော်တို့ဒီအာ CRPH NUG အဲ့ဒါဆိုင်ရာ EAO ဖွဲ့စည်းတဲ့နဲ့ချိတ်ဆက်ပြီးတော့ပဲဒီပေးပို့ဖို့လုပ်ငန်းစဉ်ကိုပဲကျွန်တော်တို့ဆွေးနွေးခဲ့တယ်။အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီအကြေတဝင်းကိုကျွန်တော်တို့ဆွေးနွေးခဲ့တာရှိပါတယ်။ဒုတိယနေ့ဆွေးနွေးပွဲရဲ့မြန်မာနိုင်ငံရဲ့အခြေအနေသုံးသပ်မှုစကားဝိုင်းဆွေးနွေးမှုမှာ ကယင်းအမျိုးသားတွတ်တက်ရေးပါတီ KNPP ကမော်သဲများလူခွင့်ရေးတက်ကြွလှုပ်ရှားသူဒေါခင်အောင်မာနဲ့ Foreign of Federation ရဲ့မြန်မာနိုင်ငံဆိုင်ရာညွှန်ကြားရေးမှူးဦးဝင်းမင်းတို့ကပါဝင်ဆွေးနွေးခဲ့ကြတာပါလူခွင့်ရေးတက်ကြွလှုပ်ရှားသူဒေါခင်အောင်မာကတော့ဒီဆွေးနွေးမှုမှာလေချောင်းတိုက်ခိုက်မှုဘုံကျဲတိုက်ခိုက်မှုတွေပြုလုပ်နေတဲ့စစ်အုပ်စုဟာနိုင်ငံတကာဥပဒေတွေကိုချိုးဖောက်နေပြီးရာဇဝတ်မှုကျူးလွန်နေတာဖြစ်တာကြောင့် စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေရပ်တန့်အောင်လှုံ့ဆော်ရမှာပါဝင်ကြဖို့စစ်တပ်နဲ့ဆွေးနွေးညှိနှိုင်းမှုဖိအားပေးလှုံ့ဆော်တာမျိုးမလုပ်ဘဲ Federal Democracy တိဆောက်ရေးကိုသာအားပေးဖို့ဆွေးနွေးခဲ့တယ်လို့ဆိုပါတယ် ကျွန်မဒီဆွေးနွေးပွဲကနေပြီးတော့မှအာလက်တလောပေါ့နော်ချက်ချင်းလက်ငင်းအပြေထွားနိုင်မယ့်ဟာမျိုးတော့မမျော်လင့်ပါဘူးဒါပေမဲ့ဒီလိုဆွေးနွေးမှုမျိုးတွေရှိလာတာဟာကျွန်တော်တို့နိုင်ငံရဲ့လာမယ့်အနာဂတ်အတွက်ကိုရောအာအခုလက်ရှိအာထိုင်းနိုင်ငံမှာမြန်မာတွေကတန်းနဲ့ချီပြီးရောက်နေတဲ့အခါကျတော့ဒီတန်းနဲ့ချီရောက်နေတဲ့မြန်မာတွေရဲ့အခြေအနေကိုအာတော့ဟိုတခုခုစိုးစိုးဝါးနဲ့တော့အခြေအနေတွေနဲ့ အာဟိုဖြစ်ကုန်လားမျိုးမဟုတ်ပဲနေအခုလိုမျိုးထိုင်းလွတ်တော်အမျိုးသားလုံခြုံရေးနဲ့နေဆက်ရေးရာကော်မတီကိုနိုင်ငံကနေဥဆောင်ပြီးတော့မှထိုင်းနိုင်ငံရဲ့အစိုးရ policy မူဝါဒတွေအာမြန်မာပြည်သူတွေထိုင်းနိုင်ငံနဲ့ရောက်လာတဲ့မြန်မာပြည်သူတွေအတွက်ထိုင်းအစိုးရရဲ့မူဝါဒတွေ policy တွေအာလမ်းကြောင်းမှန်လာပြီးတော့မှအကောင်းလာဖို့အာပို့ပြီးတော့မှလမ်းကြောင်းတက်ပြီးနိုင်မဲ့ အပြန်လန်ဆွေးနွေးမှုမျိုးတွေတင်းဖလှယ်မှုမျိုးတွေဖြစ်တယ်။ဒါကြောင့်မလို့တာဟာလေအရန်အရေးကြီးတဲ့ကိစ္စဖြစ်ပါတယ်ပေါ့နော်။ဘလောက်အနေနဲ့အမြန်ဘလောက်ထိအာကောင်းမွန်တဲ့နော်မြန်မာ ပြည်သူတွေကိုအာလုံခြုံမှုပေးနိုင်တဲ့ policy မျိုးအာဥပဒေပြုရင်ပြောင်းလဲမှုမျိုးကိုဘလောက်အမြန်ရနိုင်မလဲမသိပေမဲ့ဒီလိုဆွေးနွေးမှုမျိုးမျိုးတွေကပဲဒီလိုအပြောင်းအလဲတွေဖြစ်ဖို့ဥတည်စေရလေနော်။ဒီဆွေးနွေးပွဲပြုလုပ်နေတဲ့အချိန်မှာပဲစစ်ကောင်စီခေါင်းဆောင်ကဘင်းစတက်ထိပ်သီးအစည်းအဝေးကိုတက်ရောက်ဖို့ ဧပြီ3ရက်ကနေ4ရက်အထိဗန်ကောက်မြို့ကိုလာရောက်မယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာပါတယ်။အဲ့ဒီအပေါ် CRPH NUCC နဲ့ဒီဆွေးနွေးပွဲကိုတက်ရောက်လာကြတဲ့သူတွေဟာသက်ဆိုင်ရာနိုင်ငံအသီးသီးနဲ့ထိုင်းနိုင်ငံကိုဒီလိုထိတ်သီးစည်းဝေးတက်ရောက်မဲ့ကိစ္စကိုလက်မခံဘူးမဖိတ်ကြဖို့အရေးကိုတိုက်တွန်းဆွေးနွေးခဲ့တာတွေရှိတယ်လို့လည်းသိရပါဗျ။ကျမမျက်သစင်ပါရှင်။ ပြည်ပလုံခြုံရေးအေဂျင်စီတွေအနေနဲ့စင်ကာပူနိုင်ငံစီတလောက်ကိုအလုပ်ခေါ်စာ၅ရောက်စီပဲတင်ခွင့်ပေးမယ်လို့စစ်ကောင်စီဩဇာခံလူ့သမားဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။စစ်ကောင်စီအနေနဲ့ပြည်ပကိုလူ့သမားစီလွတ်ခွင့်နဲ့ပတ်သက်လို့နိုင်ငံအလိုက်ကန့်သက်ဥယေကိုထုတ်ပြန်နေတာဖြစ်ပြီးစင်ကာပူနိုင်ငံအတွက်အလုပ်ခေါ်စာတင်ခွင့်အရေးအတွက်ကိုပါကြေညာလိုက်တာပါ။တခြားနိုင်ငံတွေနီးတူဇန်နဝါရီလ30ရက်မတိုင်ခင်အလုပ်ခေါ်စာဒမန်းလက်တာတင်ထားတဲ့အေဂျင်စီတွေအနေနဲ့၅ရောက်ထပ်ပေါ်တဲ့ဒမန်းလက်တာတွေကို မတ်လ25ရက်မှာ9ရောက်စာပဲပြန်တင်ပြဖို့နဲ့တလားကိုတစ်ချိန်ပဲတင်ပြရမယ်လို့ကန့်သက်လိုက်တာဖြစ်ပါတယ်။စင်ကာပူနိုင်ငံအတွက်အလုတ်ခေါ်စာအသစ်တင်တာတွေကိုတော့မေလ2ရက်ကစာပြီးလက်ခံဆောင်ရွက်ပေးမယ်လို့လည်းအသိပေးထားတာပါ။စစ်ကောင်စီအနေနဲ့စင်ကာပူနိုင်ငံအတွက်အလုတ်ခေါ်စာတင်ခွင့်ဥယေကန့်သက်မှုမတိုင်ခင်ကလည်းအေဂျင်စီတစ်ခုချင်းအလိုက်တလားကိုထိုင်းနိုင်ငံအတွက်ဥယေ90ဂျပန်နိုင်ငံအတွက်15ဦး ကိုရီးယားနိုင်ငံအတွက်ပုဂ္ဂလိကအေဂျင်စီတွေကနေ10ဦးစီပဲတင်ခွင့်ပေးမယ်လို့ထုတ်ပြန်ထားခဲ့ပါတယ်။ဒါ့အပြင်ကြန့်ရှိတဲ့နိုင်ငံတွေစီအေဂျင်စီတွေကနေတဆင့်ဆီလွတ်ခွင့်ရနိုင်မယ်လို့သားဥယေကန့်တတ်တဲ့စည်ရင်းတွေလည်းထပ်မံကြေညာဖို့ရှိနေတယ်လို့ပြည်ပအလုတ်ကန်အေဂျင်စီလုပ်ငန်းရှင်တချို့ကပြောပါတယ်။အခုလိုကန့်သတ်မှုမတိုင်ခင်ကတည်းကပြပအလောက်ကန်ဈေးကွက်ကပြတ်နေပြီလို့လုတ်သက်ရင်အေဂျင်စီလုပ်ငန်းရှင်တယောက်ကပြောပါတယ်။ အခုလိုအေဂျင်စီတစ်ခုချင်းအလိုက်အလုပ်ခေါ်စာ တင်ခွင့်ဥယေကန့်တက်လိုက်တာဟာလူငယ်တွေပြပထွက်အလုံးမလုံးစေရေးအတွက်တဖက်လက်နဲ့ထိန်းချုပ်ရာရောက်တယ်လို့လည်းအဲ့ဒီလုပ်ငန်းအတိုင်းအဝိုင်းကပြောပါရရှင်။နိုင်ငံခြားငွေလဲလှယ်နှုန်းပြန်လည်ကျဆင်းလာတာကြောင့်ပြည်ရင်းစောင်းစီညွန်စီဆက်လက်ကျဆင်းလာပါတယ်။ ။စောင်းစီညွန့်ဈေးဟာပြီးခဲ့တဲ့ဇန်နဝါရီလ1ရက်မှာတပိတ်တာကို8280ကျပ်ရှိခဲ့ရတာကနေလက်ရှိမှာတော့6855ကျပ်အထိဈေးနှုန်းပြန်ကျဆင်းနေတာပါ။စောင်းစီဈေးနှုန်းကျဆင်းမှုကအင်ဒိုနီးရှားနဲ့မလေးရှားနိုင်ငံတို့ကတင်သွင်းတဲ့ဈေးနှုန်းနဲ့နိုင်ငံခြားငွေလဲလှယ်နှုန်းတို့အပေါ်မူတည်နေတယ်လို့စားသုံးသူရေးရာဦးစီးဌာနကဆိုပါတယ်။စောင်းစီညွန့်ဈေးဟာ3လဆက်တိုက်ဈေးပြန်ကျလာတာဖြစ်ပြီးတပိတ်တာကို425ကျပ်အထိဈေးကျဆင်းမှုရှိခဲ့ပါတယ်။ စစ်ကောင်စီကအိမ်တော်စုအလိုက်စီစာအုပ်နဲ့ရောင်းချပေးနေတဲ့ဈေးနှုန်းကတော့တပိတ်တာကို7000အထက်ရှိတယ်လို့ရန်ကုန်မြို့နယ်ပြည်သူတွေကနေသိရပါဗျ။စစ်ကောင်စီလက်ထက်မှာယာယီမှုတွေကနေတဆင့်အိမ်တော်စုအလိုက်စီစာအုပ်တွေထုတ်ပေးပြီးတော့မိသားစုတစုအတွက်တပတ်ကို450ကျပ်သားနှုန်းဝယ်ယူခွင့်ပေးနေတာပါ။ဒါပေမဲ့အစင်းနဲ့နေထိုင်သူတွေကတော့လက်လီစေးတပိတ်တာကို1000ကျပ်ကနေ1200ကျပ်ပေးပြီးတော့ဝယ်ယူသုံးစွဲနေရတယ်လို့သိရပါရဲ့ရှင်။ ဒီဗီယိုမြင့်တန်ကြရင်နောက်ဆုံးရသတင်းတွေကိုရှုစားကြရပါကြည့်ရှုနားဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ကျမတော့ဖူအီနွယ်ပါ